ချင်းခရီးရန်အသင်းတော်တနစ်တာတမကျန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး90ထာဝရဘုရားမိန့်တော်မူသည်ကငါလွတ်လိုက်သောတင်တို့အမိဤဖြက်စာသည်အဘယ်မှရှိသနည်းငါ၌ကျွေးရှိ၍အဘယ်မြည်သောကျွေးရှင်ထံ၌တင်တို့ကိုငါရောင်းသနည်းတင်တို့သည် ကိုပြုသောဒုစရိုက်အတွက် ကြွန်ခံရကြ၏တင်တို့အပြစ်ကြောင့်တင်တို့အမိကိုငါလွတ်လိုက်၏ငါလာသောအခါအဘယ်ကြောင့်လူမရှိသနည်းငါခေါ်သောအခါအဘယ်ကြောင့်မထူးသနည်းငါသည် မရွေးမနှုတ်နိုင်အောင်လက်တို့သလောကဲချွတ်နိုင်သော တကူမရှိသလောကြည့်ရှုလောငါဆုံးမသဖြင့်ပင်လေရည်သည် ခန်း၆၏မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏ရေမရှိသောကြောင့်ငါတို့သည်နှံကြ၏ရေငှက်၍တေကြ၏ငါသည်မိုးကောင်းကင်ကိုနှက်သောအဝတ်ဝတ်စေ၍ရှော်တေအဝတ်နှင့်ခြုံ၏ငါသည် ပင်မန်းသောသူအားမဆခြင်းငါစကားပြောတတ်မိအကြောင်းအရှင်ထာဝရဖျားသည်လူတက်ဤ နှုတ်သက်တီကိုငှအားပေးတော်မူပြီနနက်အစဉ်အတိုင်းငှကိုနှိုးတော်မူ၏စာတင်တော်သူကဲ့သို့နားထောင်စီမိအကြောင်းငှနာကိုနှိုးစော်တော်မူ၏အရှင်သာဝရဖျားသည်ငှနာကို ဖွင့်တော်မူ၍ငါလဲမငင်းမဆန်နောက်သို့မဆုတ်ရိုက်တော်သူတို့အားငါကြောကို၎င်း နပန်းဆံကိုနှုတ်တော်သူတို့အားငါပါးကို၎င်းငါအဲ့ဤအဆက်ခွဲခြင်းနှင့်တတွေးထွေးခြင်းမှငါသည်ကိုမျက်နာကိုမလွှဲအရှင်သာရဘုရားသည်ငါကိုစောင့်မတော်မူလိမ့်မည်ထို့ကြောင့်ငါမရှုံးရသည်ဖြစ်၍ကိုမျက်နာကိုမီးကြောက်ကဲ့သို့ထားလျက်ရှက်ကြောက်ခြင်းသို့မရောက်ရဟုငါသိ၏ ငါ့ကိုအပြစ်လွတ်တော်သူသည်အနီးမှရှိ၏အဘယ်သူသည်ငါနှင့်တရားတွေ့မည်နည်းပြန်၍နေကြကုန်အံအဘယ်သူသည်ငါနှင့်ရံဖက်ပြုမည်နည်းထိုသူသည်ချင်းကပ်စေကြည့်ရှုလောအရှင်သာဝရဘုရားသည်ငါ့ကိုစောင့်မတော်မူမည်အဘယ်သူသည်ငါ့ကိုတရားရှုံးစေမည်နည်း ထိုတို့သောသူအပေါင်းတို့သည်အဝတ်ကဲ့သို့ဟောင်းနှမ်းခြင်းတို့ရောက်ကြလိမ့်မည်ပိုးကိုက်စားခြင်းကိုလည်းခံရကြလိမ့်မည်တင်တို့တွင်အဘဲသူသည်ထာဝရဘုရားကိုကြောက်ရွံ့သည်ထိုသူသည်ကိုတော်ဤစကားသံကို နားထောင်ပါစေအဘဲသူသည်အလင်းမရှိဘဲမောင်မိုက်၌သွာလာသည် ထိုသူသည်ခြာရဖျားဤနာမတော်ကို ခိုးလှုံ၍မိမိဖျားသခင်ကို အမိပြုပါစေမိကိုညှိ၍မိမိတို့ကိုမိပွားတို့နှင့်ဝန်းရံစေသော သူအပေါင်းတို့တင်တို့မိဤအလင်း၌၎င်းတင်တို့ပြုစုသောမိစများ၌၎င်းသွာလာကြလောငါလက်၌ခံရသော အကျိုးဟုမူကား သင်တို့သည်ဝမ်းနည်းလျက်အေးရကြလိမ့်မည်အလုံးကိုဖျားရှင်ကောင်းကြည့်ပေးပါစေအရာခတ်သိန်းကို ဖန်ဆင်းပိုင်တာအုပ်စိုးတော်မူသောသာရဖရာသခင်အကျွန်ုပ်တို့ကိုစွန့်ပစ်သည်ဟုထင်မြင်မိသော မိုက်မဲခြင်းများမှ အကျွန်ုပ်တို့ကိုကင်းဝေးစေတော်မူပါ အကျွန်ုပ်တို့၏အပြစ်များကြောင့်သာကိုရောနှင့်ကင်းကွာခဲ့ရသည်ကိုဝန်ခံကြပါ၏ကိုရော၏တကူတော်သည် ကဲတင်ရန်မလုံလောက်ခြင်းမဟုတ်ပဲအကျွန်ုပ်တို့၏စိတ်နှလုံးသည်မနာခံနိုင်၍သာ ဖြစ်ကြောင်းနားလည်စေတော်မူပါ။အိုထာဝရဖျား ပညာရှိသောနှုတ်ကို အကျွန်ုပ်တို့အားဘေးတနာတော်မူပါစိတ်တကြလျက်မောပန်နွမ်းလျက်တော်သူတို့အဖို့ခွန်အားဖြစ်စေသော စကားများကိုပြောဆိုတတ်စေဖို့ယံတုံတင်တော်မူပါနနက်တိုင်းနနက်တိုင်းအကျွန်ုပ်တို့ဤနားကိုဖွင့်ပေး၍ကိုရောဤစကားကိုနားထောင်တတ်စေဖို့ယံတုံတင်တော်မူပါ ကိုရောဤအတန်ကိုကြား၍အကျွမ်းမဲ့နာခံသော ပုံကံချင်းကင်းမဲ့သော နှလုံးသားကို ပေးသနာတော်မူပါ။အိုးသာရဖျားအကျွန်ုပ်တို့သည်ဖြစ်စည်းနှိမ့်ဆက်ခြင်း၊ကဲ့ရဲ့ရှုတ်ချခြင်းများနှင့်ကြုံတွေ့ရသောအခါစိတ်တမကြပဲကိုရော့ထံမှခွန်အားအစွမ်းတတ္တိများနှင့်ရှင်သန်နိုင်စေဖို့ရန်အတွက် ကူညီမဆတော်မူပါ။အိုးသာရဖျားအကျွန်ုပ်တို့ကို ကူမဆောက်ရှောက်ပေးနေခြင်းအတွက်ကျေးဇူးတင်ပါ၏။ အကျွန်ုပ်တို့ကိုပျက်စီးဆုံးရှုံးခြင်းမှရွေးနှုတ်တော်ကြောင့်အကျွန်ုပ်တို့သည် ကိုရော်ဤနာမတော်ကိုချီးမွမ်းလျက်ကိုရော့ကိုယုံကြည်ကိုးစား၍ကိုရော့အားခိုလုံအားကိုးသောအတ္တတာများအတီးတီးဖြစ်စေတော်မူပါကျွန်ုပ်တို့၏အတ္တတာများအတွက်ဆက်ကအနံဆုတောင်းသည့်အခါသခင်ယေရှုခရစ်တော်ဖခင်ဤနာမတော်၌ယူသေးစွာဆုတောင်းဆက်ကပ်ကြပါ၏အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှာ အနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လံပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လျက်တည်ရှိတည်နေပါစေတော်အာမင်